ကံကံဤကျိုးလက်ခံပြီဆိုလူတော်လူကောင်းဖြစ်တယ်မြတ်စွာဘုရားကလူတွေကိုမဆိုးသွမ်းအောင်ဗာနဲ့ထိန်းဟုံဆိုရင်ကမ္မတက္ကတာသမာဓိဋ္ဌိညာနဲ့ထိန်းပေးတာတခြားဘာသာတွေကြတော့ဘုရားသက်ဒီဖန်ဆင်းရှင် God ဆိုတာ ਨੇ ထိန်းတာလေသူတို့လည်းအကျိုးသက်ရောက်မှုတော့ရှိတဲ့တောင်ရှိပါနော် ကောင်းတဲ့လုပ်ကနေပြီးတော့မလုပ်ဖို့ထိမ့်ပေးတာကြတော့ကောင်းပါဘုရားဝါသာတွေကြတော့အမှန်သိပြီးတော့ဒီလူတွေရဲ့ကိုကျင့်တရားကိုထိမ့်ပေး။ဘာနဲ့ကိုကျင့်တရားထိမ့်လို့ဆိုအေးမကောင်းတာလုပ်ရင်မကောင်းကျိုးရလိမ့်မယ်ကောင်းတာလုပ်မှကောင်းကျိုးရလိမ့်မယ်ငါကိုကျင့်တရားပြပြလို့မဖြစ်ဘူးကိုကျင့်တရားကောင်းအောင်လုပ်မှဖြစ်မယ်ဟောဒီအတွေ့ဝင်လား နောက်တစ်ခုကြတော့ဗာနဲ့ထိနှုံလို့ဆိုလို့ရှိရင်ကိုကျင်းစာတရားနဲ့ထိမြတ်စွာဘုရားကိုကျင်းစာတရားဟောတာ ਨੇ လူတွေကိုလူတော်လူကောင်းဖြစ်အောင်ထိပေးတာဘလို့ထိပေးလို့ဆိုရင်ငါမကြိုက်တာကိုသူများလုပ်ရင်သူများလည်းကြိုက်မှာမဟုတ်ဘူးအဲ့တော့ကိုကျင်းစာတရားထားတယ်ကိုမကြိုက်တဲ့လုပ်ပါလို့သူများလုံးမှာလည်းမလုပ်ပါနဲ့မလုပ်ချင်ပါဘူး ကိုမလက်မခံနိုင်တဲ့အရာကိုသူများကိုတော့မလုပ်ပါနဲ့ဆိုတော့ဟောဒီတွေးရလည်းပဲလူတော်လူကောင်းဖြစ်ဖို့မရောက်စေဘူးလားရောက်စေတာပဲဒါကြောင့်မို့ကိုချင်းစာတရားဆိုတာလည်းလိုအပ်တယ်ကမ္မတက္ကတာကိုချင်းစာတရားဆိုတာတော့ရိုးရိုးစဉ်းစားတာကိုနဲ့နှိုင်းစပြီးတော့စဉ်းစားတာရသော်ဗျာဟောတဲ့တရားထဲမှာကိုချင်းစာတရားကိုပါဠိစကားလုံးနဲ့ပြောပါဆိုရင် အတုပနာယိကလို့ခေါ်တယ် အတ္တဥပ္ပနာယိကကိုယ်နဲ့နိုင်ရှင်ပြီးတော့ကြည်တာဘယ်ဘယ်အလုပ်ပဲဖြစ်ဖြစ်ဥမာမဲ့သူများကိုဆဲမယ်ဆိုရင်ငါဆဲရင်ရောကြိုက်မလားဟောမကြိုက်ဘူးငါကိုလာဆဲရင်ငါမခံနိုင်ဘူးအဲ့တော့ငါလည်းသူများမဆဲနဲ့ငါကိုရိုက်ရင်ငါကြိုက်မလားမကြိုက်ဘူးအဲ့တော့သူများမရိုက်နဲ့ငါပစ္စည်းလာပြီးတော့မတရားယူရင်ငါကြိုက်မလားမကြိုက်ဘူးအဲ့တော့သူပစ္စည်းတော့မယူနဲ့ဆိုဟော ကိုယ့်ကိုလူတော်လူကောင်းဖြစ်အောင်ကိုကျင်းစာတရားထားတယ်။တရားမှန်တယ်များတေမှာကြောက်ကြတာကြီးပဲ။ရိုင်းနေခံရမှာလို့အပြစ်ဒဏ်ခံရမှာလို့ကြောက်ကြတာကြီး။အဲ့တော့သူများကိုရိုင်းနေဖို့ဒုက္ခပေးဖို့မစင်စမ်းနဲ့ကိုလည်းဒုက္ခကြကြောက်တယ်သူလည်းဒုက္ခကြောက်။အစဉ်ပြေတာကိုအလုံးကြိုက်ကြတယ်။ဒါကြောင့်မို့သူတို့ တတ်နိုင်အဆင်ပြေအောင်ပဲလုပ်ပေးမယ်အဆင်မပြေအောင်မလုပ်ဘူးဟုတ်လားဒီတွေးနှစ်ခုဟာလူတော်လူကောင်းဘဝသို့ရောက်အောင်ပို့ဆောင်ပေးတာ ਨੇ တူတူပဲအဲ့ဒီတွေးမရှိဘူးဆိုရင်လူတော်လူကောင်းဖြစ်ဖို့ခက်တယ်လူတော်လူကောင်းဒါကြောင့်မို့ဒီအတွေးဟာတမ္မာအလွယ်လေးလို့မအောင်မိနဲ့မြတ်စွာဘုရားပွင့်မှသို့မို့သူတော်ကောင်းတွေနဲ့ကြုံတဲ့အခါမှာဒီအတွေးမျိုးရရှိရဖြစ်တယ် အနုဘုဆိုရင်လူတွေရဲ့စိတ်ဓာတ်မှာပါရှိတယ်ဆိုအင်အားကြီးတဲ့ပုဂ္ဂိုလ်ကအင်အားနည်းတဲ့ပုဂ္ဂိုလ်အနိုင်ကျင့်တာပဲဖြစ်တယ်ပူကြတယ်ဆိုတာနော်ပူကြတယ်ဘူလီလို့ခေါ်တယ်ပူကြစိုးမိုးတာအင်အားမရှိတဲ့ပုဂ္ဂိုလ်အင်အားရှိတဲ့ပုဂ္ဂိုလ်ကဖိနှိပ်တယ်ညှဉ်းပန်းတယ်နှိပ်စက်တယ်တိရိစ္ဆာန်လောကကြီးလိုက်လေတိရိစ္ဆာန်လောကကြီးလိုက် အင်အားကြီးတဲ့အကောင်ကအင်အားမကြီးတဲ့အကောင်ကိုတတ်ဆာနေတာပဲလေအဲ့တော့လူလောကမှာအဲ့ဒီအနေထားမျိုးကကောင်းတဲ့အနေထားမှာမဟုတ်တာတိရိစ္ဆာန်လောကအနေထားမျိုးရောက်သွားနိုင်တယ်ပေါ့ပူကြဆိုးမိုးတယ်ဆိုတာကောင်းတဲ့အလုပ်မဟုတ်တော့ဘူးညတာတယ်ကျင်နာတရားထားတယ်ဒုနဲ့ဒုရမင်းကူညီတယ်ဆိုတာလူသားတွေအတွက်တမိုးချီမတဲ့အရာဖြစ်တယ် ဒါကြောင့်ကိုကျင့်တရားကိုဗာနဲ့ထိန်းလို့ဆိုကမ္မတက္ကတာတမတေတိနဲ့ထိန်းတယ်နောက်တစ်ခုကဗာနဲ့ထိန်းကိုကျင့်စာတရားနဲ့ထိန်းကိုကျင့်စာတရားဆိုတာမေတ္တာနဲ့အချင်းနာပဲဖြစ်တယ်တနည်းအားဖြင့်ပြောရင်မေတ္တာနဲ့ကရုဏာပေါ့နော်အဲ့ဒါနဲ့ထိန်းသိမ့်တာလောကကြီးတစ်ခုလုံးဟာလူသားပြီပြီတဝတုမနှိမ့်ဆက်ဖို့မညှင်းဆဲဖို့အနိုင်မကျင့်ဖို့ဆိုတာလေ ကံကံရေးအကျိုးကိုသိမြင်ခြင်းအဖြစ်နဲ့ထိမ့်နေကိုချင်းစာတရားဖြစ်တဲ့မေတ္တာကရုဏာနဲ့လည်းထိမ့်နေလို့ဒါဟာမြတ်စွာဘုရားရဲ့အဆုံးအမပဲအခြေခံကြတဲ့အဆုံးအမအဲ့ဒီအခြေခံကြတဲ့အဆုံးအမပျောက်ွယ်သွားပြီဆိုရင်စဉ်းစားကြည့်ကံကံရေးအကျိုးလက်မခံဘူးဘုရားသခင်ကတတ္တဝါတွေကိုတတ်ပြီးပူဇော်ရင် သူရဲ့ကောင်းကင်ဘုံရောက်တယ်ဆိုရင်တတ်ကြတာပဲလေရှင်နဲ့ပူဇော်တယ်ဟောကောင်းကြီးပေးတယ်ဆိုတတ်ကြမှာပဲလူတွေဟာကိုကျင်းစာတရားဆိုတာကင်းမဲ့ပြီးတော့တူးတူးနိုင်ခြင်းနဲ့ဘုရားပြုရောက်ရှိသွားတယ်အဲဒါအဆင်ရောက်တဲ့လူဟာဒီတရိစ္ဆာန်အဆင်ရောက်သွားခြင်းပဲဖြစ်တယ်ပေါ့ဒါကြောင့်တူးတူးတွေဟာ မြတ်စွာဘုရားရဲ့ဆုံးမကိုသိရှိနားလည်ကြသည့်အတွက်ကြောင့်လူအစဉ်တန်းမှာလူသိက္ခာရှိရှိနဲ့နေနိုင်ကြတာလို့သူတို့အောင်မိပြီတော့နော်လူသိက္ခာနဲ့နေနိုင်ကြတာဟာမြတ်စွာဘုရားရဲ့ဆုံးမကြောင့်ပဲဖြစ်တယ်